မကြည့်ရဆိုဖီယာလီအခုတလော ကတွန်းကားတွေမကြည့်ချင်ပဲလူကြီးတွေကြီးတဲ့ဇကားတွေကိုကြည့်ချင်နေတယ်ကတွန်းကားလေးတွေကတူတူလေးတွေဖေဖေမီမီတို့ကြည့်တဲ့ဇကားတွေဆိုအရှိကြီးပဲတိုက်ခိုက်တဲ့ဇဝံခန်းတွေလည်းပါတယ်ငိုတဲ့အခန်းတွေကားကြတဲ့အခန်းတွေရောအများကြီးပဲမို့ဆိုဖီယာကြည့်ချင်နေတယ် တနေ့တော့ဆိုဖီးယားကအိစာရီမမြန်လှုပ်ပြီးတာနဲ့မိမိတို့ TV ကြည့်နေတဲ့အနာကို တိတ်တိတ်လေးလာထိုင်ပြီး TV ကြည့်နေလိုက်ကြတယ်။မိမိတို့ကြည့်နေတာတရေကားပါ။ဆိုဖီးယားအခုလိုလူကြီးတွေနဲ့အတူတူလူကြီးတွေကြည့်ရစကားကိုကြည့်စီနေလား။ခဏနေတော့ဆိုဖီးယားစကားတွေကထိတ်လန့်စရာအခမ်းပါလို့လက်အောင်လိုက်တော့မှပြပြကဆိုဖီးယားကြည့်နေတာကိုတရိပ်ထားမိတယ်။ပြပြကဆိုဖီးယားသမီးကငေးသေးတယ်။ ထိတ်လန့်စရာဇက်ကားတွေကြည့်ဖို့မသိတော့ဘူးလို့ပြောပြီးအိယာမေကိုပြောခဲ့တယ်။မကြည့်ရဘူးဆိုလေဆိုဖီးယားကကြီးစင်လေးပဲဖြစ်နေတော့တယ်။ညဘက်ရောက်တော့အိစာရီဆော့ဆော့လုပ်ပြီးအိယာဆော့ဆော့ဝင်ခဲ့တော့တယ်။တကယ်တော့ဆိုဖီးယားကမအိတ်ချင်သေးပါဘူး။တကယ်ကားကိုဖေဖေတို့မသိအောင်တိတ်တိတ်လေးကြည့်ဖို့ပါ။မွေးနေ့တုန်းကဖေဖေဝယ်ပေးထားတဲ့တက်ပလက်လေးကဆိုဖီးယားအတွက်တော့တရေကအစီဖို့အကောင်းဆုံးပါပဲ။တငယ်ချင်းတွေပြောသလိုပဲ အယုတ်တရေကားက အရင်ကြောက်ဖို့ကောင်းပါရဲ့ရင်တထိတ်ထိတ်နဲ့ကြီးရတဲ့အရာသာကို ဆိုဖီယာကြိုက်လာတယ်။ကျောင်းကိုရောက်တော့ညကကြည့်ခဲ့တဲ့တရေကားအဆောင်ကိုတငယ်ချင်းတွေကိုပြန်ပြောပြတော့သူတို့တွေငြိမ်ပြီးစိတ်ဝင်တစားနားထောင်ကြတယ်။နောက်ရက်တွေ့လဲဆိုဖီယာကိုပြောပြအောင်နော်လို့တငယ်ချင်းတွေကတောင်းဆိုကြတယ်။ညတိုင်းညတိုင်းဆိုဖီယာလေးဟာလုံစရာတွေကိုစောစောလုပ်တယ်ပြီးတော့နဲ့အဲ့ဒါတန်းဝင်ပြီးတရေကားတွေကြည့်တော့တယ်ဆိုဖီယာက တဲကားတွေမဟုတ်ဘူးဖိနန့်စရာစကားမျိုးစုံကိုကြည်လာတော့တယ်အရာစစောဝင်ခဲ့ပေမဲ့တကယ်ရင်ဆိုဖီးယားဟီတာကအယမ်းကုန်လာကြပါတယ်။အရေးပြက်တာတွေများလာတော့ဆိုဖီးယားเจ้าမှာစာတင်ချိန်တွေကိုအိမ်ငိုက်ပါတော့တယ်။အိမ်ငိုက်တက်လာတဲ့ဆိုဖီးယားကိုဆီယာမကခဏခဏစူးနေတော့တာပေါ့။"သမီးဆိုဖီးယားစာတင်နေတော့အိမ်မငိုက်ရဘူးနော်။" ထိတ်လန့်စရာတဲကားတွေအမြဲကြည့်နေတဲ့ဆိုဖီးယားကညဘက်တွေးဆိုတယောက်တည်းမနေရတော့ဘူး။အီချေကနေအိမ်နောက်ကိုတော့မောင်းနေရင်မသွားရတော့ဘူးဖြစ်နေတော့တယ်။အယယာကိုအကြောင်းမရှိပဲအမြဲလိုလိုထိတ်လန့်နေခဲ့တယ်။ဆိုဖီးယားရဲ့ပုံမှန်မဟုတ်တဲ့အခြေအနေကိုရှိမိတဲ့ဖီဖီကဆိုဖီးယားကိုဝယ်ပေးထားတဲ့တက်ဘလက်လေးကိုတင်လိုက်ပါတော့တယ်။တက်ဘလက်လေးမှမရှိတော့ဆိုဖီးယားညဘက်တွေးမှာတဲရဲကမကြည့်ရတော့ဘူးပေါ့။ ဆိုဖီးယားကတယောက်တည်းမအေးရဲလို့ပါလို့မမေကိုပြောတော့မမေကဆိုဖီးယားအိမ်မပြောခင်အထိဆိုဖီးယားရဲ့အခန်းထဲမှာနေပြီးတယ်နောက်ရက်တွေးမမမေကဆိုဖီးယားအခန်းမောင်းနေလို့မအိပ်ရင်ရင်မိဖွင့်အိပ်ဖို့ပြောပြီးချစ်စရာကောင်းတဲ့ပုံပြင်လေးတွေပါတဲ့ပုံပြင်စာအုပ်လေးတွေဖတ်ဖို့ယူလာပေးတယ်။အရင်ကဆိုဆိုဖီးယားအိပ်ဖို့အတွက်မျက်စိမိတ်လိုက်တာထိုင်းလန့်စရာတရေစလန်တွေကအယုံထဲမှာပေါ်လာပြန်နေ အခုတော့မမေယူလာပေးတဲ့စာအုပ်လေးကိုအဲ့ရမဝင်ခင်ဖတ်ရင်မျက်စိမိတ်လိုက်တိုင်းအရှင်လိုထိုင်းလန့်စရာတွေမပေါ်လာတော့ပဲချစ်စရာဇက်ကောင်လေးတွေပဲပေါ်လာတော့တာမို့ဆိုဖီးယားရဲ့ကြောက်စိတ်တွေတဖြည်းဖြည်းလျော့ပါလာခဲ့ပါတော့တယ် လူကြီးတွေကြီးပဲတချို့ဇလန်းတွေက လူသက်တာတွေကြောက်စရာကောင်းတဲ့တရေကားတွေရိုင်းရိုင်းစဆိုင်ပြောဆိုတာတွေလူကြီးအခန်းတွေနဲ့တခြားကြောက်စရာတွေအများကြီးပါလို့မို့ငယ်ရတဲ့ကလေးတွေအနေနဲ့မကြည်သင့်ဘူးဆိုတာနောက်ဆုံးတော့ဆိုဖီးယားလေးတီးလိုက်ပါပြီအမြင်မှန်ရသွားတဲ့ဆိုဖီးယားလေးတယောက်အခုဆိုရင်ကတွန်းကားပဲကြည်ချင်ပါတော့တယ်ဆိုဖီးယားကတရေကားတွေမကြည်ကြတော့ဘူးငယ်ချင်းတွေကိုလည်းပြောပြတယ် မမေဝဲပေးတဲ့ပုံမြင်စာအုပ်ထဲကပုံမြင်လေးတွေကတ်တူးလေးတွေကိုတငယ်ချင်းတွေကိုပြန်လည်မျှဝေရင်းနဲ့တငယ်ချင်းတွေကိုလည်းလူကြီးတွေကြီးရဲ့ဇာတ်ကားတွေမကြည့်ပဲကတ်တူးကားတွေပဲကြည့်ဖို့ပုံမြင်လေးတွေဖတ်ကြဖို့အတွက်တိုက်တွန်းပါတော့တယ်